ုအဘောင်းမစ်ဖလိုင်းချန်နယ်ကနေကြိုဆိုလိုက်ပါတယ်။မြန်မာနာမည်ကတော့အချစ်စုပါ။မြန်မာဒီနေ့ပြောမယ့်အကြောင်းအရာကတော့ NFT လောကနဲ့အတူတောင်းရင်းလာတဲ့ရုပ်ရှင်ထုတ်လုပ်ရေးဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်။ NFT ဆိုတာက digital နည်းလမ်းအရာ blockchain တွေပေါ်မှာတဦးတယောက်စီတည်တံ့ပိုင်ဆိုင်ထားတဲ့ပုံရိပ် token လို့ပြောရပါမယ်။ရှေ့ကကတော့ non fungible token ပါ။အဲ့ဒီ token နေရာဆိုလို့ရှိရင်တပ်ပုံနဲ့ဖြစ်နိုင်တယ်။ ။ Audio လည်းဖြစ်နိုင်သလို Video လည်းဖြစ်နိုင်ပါတယ်။ NFT token တွေကိုရောင်းနှောင်းဝယ်တာ trade လုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ cryptocurrency လို့ခေါ်တဲ့ငွေကြေးဆိုင်ရာနည်းလမ်းတွေကိုအသုံးပြုပြီးတော့ရောင်းဝယ်တာလုပ်နိုင်ပါတယ်။အသေးစိတ်ကိုတော့ညမဒီဗီဒီယိုရဲ့ description မှာထပ်ပြီးလေ့လာလို့ရတဲ့ link တွေကိုဖော်ပြပေးထားပါမယ်။ဒီမှာကဆိုလို့ရှိရင်နှစ်က2021အကုန်ကန်နီးလောက်မှာစပြီးတော့ ပြန်ပြီးတော့ပေါ့နော်အဲကြည်ကြည်ပြပြန်ဖြစ်လာတယ်ပြန်ပြီးထုံးကားလာတယ်ဆိုတော့ဒီ2022ရောက်တဲ့အခါမှာ NFT market ဟာအရန်ကောမှာအထပ်ပြီးတော့တိုးတက်လာတာကိုတွေ့ရတယ်အဲ့ဒါအပြင် NFT market နဲ့အတူအခြားဟို fee ပေါင်းစုံဆိုင်ရာမှာ NFT market နဲ့အတူတူ grow ဖြစ်လာတာကိုတွေ့ရတယ်အဲ့ဒီမှာမှာ flea market ဟာဆိုလို့ရှိရင်လည်းစက်တာတစ်ခုဖြစ်အပေါင်းနဲ့ဖြစ်တယ်ထားတဲ့ဗမန်ကားကိုပဲကြည့်ကြည့်လို့ရတယ်။ဘာလို့လဲဆိုလို့ရှိရင် ဗမန်းစကားတွေကိုပြတဲ့ AMC တရတာလို့ခေါ်တဲ့ရုပ်ရှင်ရုံတစ်ခုပါဆိုလို့ရှိရင်သူတို့ရုပ်ရှင်ရုံမှာဗမန်းကားကိုလာပြီးတော့ကြည့်ရှုသွားတဲ့သူတွေတဲကမှာသူတို့သတ်မှတ်ချက်တွေနဲ့ညီရဲ့ကြည့်ရှုသူတွေကိုသူတို့ AMC တရတာနဲ့ Warner Brothers ကပေါင်းပြီးတော့ collaboration လုပ်ထားတဲ့ limited edition NFT token တွေကိုအဲဒီသူတို့ရွေးချယ်ထားတဲ့ကြည့်ရှုသူတွေရဲ့ email ကိုလက်ဆောင်အဖြစ်ပေးပို့သွားတာကိုတွေ့ရတယ်။အဲအဲ့သူတွေဟာဆိုလို့ရှိရင်နောက်ဒီ AMC တရတာဖြစ်ဖြစ် Warner Brothers ကဖြစ်ဖြစ် ်နောက်ထပ်ထွက်မဲ့ project တွေမှာဦးစားပေးခံရနိုင်တဲ့ PIB လူမျိုးတွေလည်းဖြစ်လာနိုင်တယ်ပေါ့เนาะအဲဥမာလို့ပြောရမလဲဆိုလို့ရှိရင်ဒီဇကားတွေမှာပထမဦးဆုံးကြည့်ရတဲ့သူတွေလည်းဖြစ်နိုင်တယ်လို့တရင်တွေကိုပထမဦးဆုံးသိရတဲ့သူတွေလည်းဖြစ်နိုင်တယ်အလကားလကားကြည့်လို့ရတဲ့သူတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့เนาะဒါကတော့ဘယ်လိုဖြစ်မလဲဆိုတော့မသိသေးဘူးနောက်မှာဆိုလို့ရှိရင်တော့ feature flint နဲ့ short flint ကြီးတော်တော်များများပါပေါ့เนาะဒီ NFT project based ခံထားတဲ့ပုံစံအနေနဲ့စပြီးတော့ပြောင်းလဲပြောင်းလဲလောက်ကန်လာကြတာကိုတွေ့ရတယ်။ NFT base ခံပြီးတော့ရိုက်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်စကားတကားလုံးကို funding account လုံးကိုဒီ NFT token တွေကိုရောင်းရငွေအသုံးပြုပြီးတော့မှစကားတကားလုံးကိုရှိုက်တာမျိုးဖြစ်တယ်။ဆိုတော့ဒီ NFT token တွေကိုပြန်ရောင်းတဲ့အခါမှာလေ production stage alive tier 1 tier 2 tier 3 ဆိုပြီးတော့အဲခွဲပြီးတော့ရောင်းတာမျိုးတွေတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ project တစ်ခုနဲ့တစ်ခုကတော့မတူဘူး။ဆိုတော့အဲဒီ project တွေအများကြီးထဲမှာမှမြမလိလာထားမိသလောက်လက်ရှိမှာလည်းအဲဒီလာလာကောင်းနေတယ်ပေါ့နော်။ project တစ်ခုကိုမြမပြပြသွားခြင်းနဲ့ ဒီ project ဟာဆိုလို့ရှိရင် Gladiator လို့ခေါ်တဲ့ feature film project တခုဖြစ်တယ်။ Director ကတော့ London က Miguel ဆိုတဲ့ director ဖြစ်တယ်။ Short film ကတော့သူထပ်ပြီးသွားပြီ။ထပ်ပြီးတော့သူစုရည်လည်းအများကြီးရပြီးသွားပြီ။အခုမှသူ feature film ကိုစပြီးတော့ရိုက်မှာအဲ NFT token တွေကိုရောင်းတဲ့အခါမှာသူဆိုလို့ရှိရင်ပေါ့နော်အဲ tire ၄ခုခွဲထားတယ်။ tire တစ်ခုနဲ့တစ်ခုကတော့ဈေးတွေလည်းမတူဘူး။ပြန်ပြီးတော့ရနိုင်မယ့် utility တွေလည်းမတူဘူး။ဒါပေမဲ့အကြမ်းမြင့်ခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင် အနည်းဆုံးအနေနဲ့ပေါ့နော်သူတို့အဲဒီ process တစ်ခုလုံးအလုပ်လုပ်နေတဲ့ဟာတွေကိုအဲ Discord group chat တစ်ခုလုံးမယ်အဲ့ group chat မှာကိုက join ခွင့်ရမယ်သူတို့လုံးလုံးနေရတယ်လေ့လာခွင့်ရမယ်အဲ့ရနေမှာစပြီးတော့ဒီဇက်ကား credit မှာလည်းကိုနာမည်ပါခွင့်ရမယ်အဲနာမည်ရဲ့ role ကတော့ကိုဝယ်ထားတဲ့ tire တွေအလိုက်ပေါ့เนาะတစ်ခုနဲ့တစ်ခုကတော့တူမှာမဟုတ်ဘူးကိုဝယ်ရဲ့ tire မြင့်လင်းမြင့်လေကိုရမယ် credit ကလည်းမြင့်လင်းမြင့်ပြီးတော့ဖြစ်နိုင်တယ်ပေါ့เนาะဆိုတော့တခုလက်ရှိမှာဆိုလို့ရှိရင်အဲ funding တွေတော်တော်များလည်းရထားပြီဖြစ်တယ်ပြီး production အနေနဲ့ကတော့စပင်ပါလောက်မှာစမယ်အဲစ က်မယ်ဆိုတော့ तू อ่ะဒီစကားကိုဒီ web3 မှာလည်းပြမယ်ပေါ့เนาะဒီ project ဟာဆိုလို့ရှိရင်ဒီလက်ရှိ web3 NFT flame မှာဆိုလို့ရှိရင်တော့ training ဖြစ်နေတဲ့စကားတစ်ခုလို့လည်းပြောလို့ရမယ်ပေါ့เนาะမြမကိုရိုင်းနဲ့ဒီစကားမှာ tire 1အနေနဲ့ NFT token တစ်ခုကိုဝယ်ထားတယ်ဝယ်ထားရဲဆိုတော့အဲစပြီးတော့အဲဒီ Discord group တွေထဲမှာတို့လောလောနေရလို့စပြီးတော့တွေ့ရပြီပေါ့เนาะထပ်ပြီးတော့အသေးစိတ်တွေနဲ့ဒီ NFT flame အကြောင်းကိုတော့ညီမ သိရင်တရားလောက်ထပ်ပြီးတော့လည်းဒီ YouTube မှာရတင်သားမှာဖြစ်ပါတယ်ပြီးတော့ခုနပြောခဲ့တဲ့ project ဒီအကုန်လုံးရော information တွေအကုန်လုံးကိုထပ်ပြီးတော့လေ့လာလို့ရအောင်လို့ညီမ description ဒီ video ရဲ့ description အောက်မှာပဲညီမ link တစ်ခါရထည့်ပေးသားမှာဖြစ်ပါတယ်ဆိုတော့နောက် video တွေမှာလည်းညာရီထပ်ပြီးတော့တရားအောင်ညီမကို subscribe လုပ်ပြပါအောင်နော်အားလုံးမေတ္တာ thank you